95ခုနဲ့ဂျွန်လ10ရက်ဒီနေ့အင်္ဂါနေ့ဟာလပြည်နေ့မင်္ဂလာခါသမယဖြစ်ပါတယ်လပြည်နေ့မှာအင်္ဂါနဲ့စမ်းရှင်တော့ဈေးခေါ်လက်ခေါ်အစီရင်နေဆောင်ရွက်ရတာဖြစ်ပါတယ်ဒီစီကိုစောင့်မျှော်ကြည့်ရှုနေတဲ့မိတ်ဆွေများတဲ့ကဈေးဆိုင်တွေစတိုးဆိုင်တွေကုန်စည်ဆိုင်တွေအယောင်းဝယ်ကုသရေးဝယ်မှုတွေဈေးရောင်းခြင်းတွေနဲ့ပတ်သက်တဲ့ဧည့်သည်တွေတို့ကတော့ဒီလိုလပြည်နေ့မှာဈေးခိုင်းလေးကို ခုတ်ပြီးတော့ ဈေးသားရောင်းမာလေးတွေထုတ်ပြီးရွှေချထားလိုက်ရင်ဈေးအောင်ဈေးဝယ်ကိစ္စတွေစံတဆိုင်တွေအတွက်ဈေးကောလက်ကောအစီအရင်ဖြစ်ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာကိုယ်တိုင်စီရင်ဖို့ခက်ခဲတဲ့သူတွေကတော့ကျွန်တော်တို့ဘေးရင်ရေရမီဒီယာ page ကနေတစ်ချက်ဆက်သွယ်ပြီးကျွန်တော်တို့စီကနေဈေးကောလက်ကောဈေးသားရောင်းမာလေးများမှာကြနိုင်ပါတယ်ခင်ဗျာဒီနေ့လာပြည်နေအတွက်ဓာကြီးလေးပါဆွန်းတော်ကြီးမင်္ဂလာတော့ရန်နာကြီးများတိန်တော်မင်္ဂလာမှာကတ်လူပူဇော်မှာဖြစ်ကြောင်း ကြိုတင်ပြီးဖိတ်မှန်တယ်ကပြုလိုက်ပါတယ်ခင်ဗျာဒီနေ့လာပြည်နေ့မှာခွနေသားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖိုင်တော့ဒုက္ခကနေအတက်တွေထွက်လာတဲ့သင်္ကေတကိုပြရတယ်ဒီနေ့မှာပြေဝခြင်းချမ်းသာခြင်းအောင်မြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အလောက်ကံနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အဆက်အသွယ်ကောင်းလို့ရမယ်အချိန်ပြည့်သွားမယ်အောင်မြင်မှုတွေထူးထူးခြားခြားရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုသန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရင်နာရင်တော့ကတော့မဟာဘုပ္ပေရဏိယအင်္ဂါနေ့ဘွားတိုက်ဖွားစန္ဒရှင်တွေဖြစ်ကြပါတယ် တိုက်တွေ့သဘောတရားတိုင်းငယ်စဉ်မှာရင်းခကြီးပွားချမ်းသာအောင်မြင်ဖို့အတွက်အတိတ်ကောင်းနမိတ်ကောင်းတွေကိုကာညမှာဖတ်လိုက်ရတာဖြစ်ပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ကုသိုလ်ရရအနေနဲ့ရတော့ဒီလိုနေ့မျိုးမှာမြတ်စွာဘုရားရှင်ကိုဓမ္မပေါင်းစွန်းတုံးမဟုတ်ထောက်ပတ်စွန်းလှူဒန်းပြီးရဟန်းတန်ငါတို့ရဲ့ဓမ္မလှူဒန်း၍ဆွေမျိုးမိတ်ဆွေတွေအားလုံးကိုဓမ္မပေါင်းစွန်းနဲ့ဌာနပြုလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့အကျိုးပေးစုံမကနေတော့၅ကနန်း၇ကနန်း၃ကနန်းဖြစ်ပြီးတော့ ငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့ပတ်စံရင်းထဲကိုရေမှုလေးအနေငယ်ပတ်ပြန့်လိုက်ပါခင်ဗျာထို့တူဒီလိုနည်းမျိုးမှာငွေကြီးကိစ္စရေးစကားပြောမယ်ဆိုရင်တော့အပိတ်နှမျိုးမျိုးရေတောင်းပြီးမှတော်ရပြောဆိုခြင်းအဖြစ်အောင်မြင်ပါလိမ့်အောင်မြင်ပါလိမ့်မယ်ခင်ဗျာစရုပ်တန်နဲ့ကုန်သွန်တန်နဲ့လက်ဖက်တန်နဲ့စားသောက်တန်နဲ့ရောင်းဝမ်းသာဝယ်ပန်းလှမှုတို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုအချွေနှဲငယ်ပတ်ပြန့်နိုင်ခြင်းအဖြစ်သိသာသာအယောင်းတော့ပါလိမ့်မယ် အမှုအခင်းကြုံနေတဲ့သူတွေရှိရယ်ဆိုရင်တော့အမှုကြုံသူရဲ့အမိကိုတရားသိမ့်မဲ့မှာရေးပြီးစွန့်ခံဖုန်ကြီးကိုလှူဒန်းလိုက်ခြင်းအပြင်အခက်အခဲများကလွတ်မြောက်သွားနိုင်ပါတယ်။ထို့သူကျမ်းမာရေးညံ့နေတဲ့သူတွေရှိရယ်ဆိုရင်တော့စေဝါဒတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာကိုယ်ရွယ်အနေငယ်လေးသတိစားပြီးကျမ်းမာမှုနဲ့စူတောင်းခြင်းအပြင်အစီကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ပါလိမ့်မယ်။အခြေကိစ္စမေတ္တာကိစ္စအိမ်တော်ကိစ္စတွေအဆင်ပြေဖို့လိုတော့ကတော့ဒီလိုနည်းညံ့မျိုးမှာရည်ခဲပါတဲ့အေးမြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ပါခင်ဗျာ။